အခုစကားပြောမဲ့ပုဂ္ဂိုလ်ကတော့ဒေါ်ကျူကျူသန်းပါဒေါ်ကျူကျူသန်းကဟိုဘယ်လိုပြောရမလဲဆိုလို့ရှိရင်တော့ NLD ထဲမှာဝင်ပါတာကတော့1988ခုနှစ်ထဲကပေါ့နော်ဟိုကျူကျူနဲ့ပတ်သက်ပြီးတော့ဆိုလို့ရှိရင်အဲ့တော့ကျူကျူကကျောင်းဆရာမလေးပဲရှိသေးတယ်ကောင်းမှမိတာကတော့ကျူကျူကအဲ့ဒီမှာမော်တော်ဆိုင်ကယ်လေးတစ်စင်းနဲ့နောက်တင်းတင်းဆိုးနဲ့ကျူ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 ဆိုဟုတ်ဟိုတော့ဒီတော့ပေါ့နော်နှစ်ယောက် NLD စီဝင်ရေးလှူတာကချင်းဘက်မှာ ရှမ်းပဲမှာတကယ်တော့ဒီတိုင်းပြေလုံးမှာပဲအထူးဖြင့်တေးတေးရှားရှားသတိရတာတကုံပေါ့နော်ဒါပေမဲ့တကုံကြောင့်မပြောခင်မှာတော့အဲဒေါက်တာဂျူတန်ကအခုဆိုလို့ရှိလို့ရှိရင်ကျမတို့ရဲ့ဘ ഹു အောင်နိုင်ရေးအဖွဲ့ဝင်တယောက်ဖြစ်ပါတယ်အဲအထူးဖြင့်ကချင်ပြည်နယ်မှာပေါ့နော်တာဝန်ယူပြီးတော့လှုပ်ဆောင်ပေးနေတာပါအဲ့တော့ဂျူဂျူကိုတေးတေးရှားရှားမှတ်မြင်ရတာအဲ့တကုံကိစ္စ တန်ကုန်းမှာကြီးကြီးမားမီလားအေးတန်ကုန်းမှာဟိုအန်တီရောဖြတ်သွားတော့မားရောဖြတ်သွားတော့မဖြတ်ရဘူးဆိုပြီးတော့မတော်အောင်ကားနဲ့မတော်အောင်ဆိုပြီးတော့အလုံးဆင်းပြီးတော့နှာရှာရတယ်ဟုတ်ကဲ့အေးအတိတ်ပဲတော့တိတ်တော့နားမလဲဘူးဖြတ်သွားတာပဲကားနဲ့ဖြတ်သွားရင်ပိုတောင်များသလားလို့အဲ့ဒါကြီးကြီးမားမီလားဘာဖြစ်ဆက်ကားနဲ့ဖြတ်မတော်ရတာလဲအဲ့ဒီတော့တက်ကုန်းကအရန်ကုန်းမှာကျန်းနေနေရဖြစ်ပြီးတော့မှလေတကယ်တော့ပါဝါပြတာပေါ့ ပါတာပြန်ငါတို့ရှိဖြန်ရင်လမ်းစင်လျှောက်ဆိုတာမျိုးပါသွားပြတော့အဲ့ဒီအချိန်မှာပဲကျမတို့ကြည်သူကြီးအများကြီးနဲ့တွေ့ခွင့်ရပါတယ်ရှင်ဒါပေမဲ့အဲ့ဒီအချိန်တုန်းကတွေ့ခွင့်မရဘူးလေကျူကျူတို့နောက်တစ်ခါပြန်ပြီးလုပ်ရတယ်လေနောက်တစ်ခါပြန်ပြီးတော့မကြေပွဲဆိုပြီးတော့တကုံးကိုသွားပြီးတော့စီယုံလိုက်တာနောက်တစ်ခါသွားတဲ့ခါကျတော့ပြည်သူတွေကအလုံးထွက်လာတာပေါ့နော်ဟုတ်ကဲ့ရှင်အမားတို့မလာခင်မှာကျမတို့ကသွားပြီးတော့မှအာမဘူဂျောဆိုင်ရဲ့တမီတော်ဆန်းစုကြည်လာပါမယ်ဆိုပြီးတော့မှတမျိုးလုံးကိုရှောက်ပတ်ပြီးတော့မှကိုမနိုးစော်ထားအောင်မှဟဲ့လို့လုပ်ခြင်း အဲနောက်တစ်ခုကဘာမှမမိတာတော့ကျွန်တော်တို့ ਨੇ ကချင်ကိုသွားတာပေါ့ပထမအဦးဆုံးကချင်ရှေးဝင်းရဲ့ခီသွားတော့မြကျင်းနားမှာစတာပေါ့နော်မြကျင်းနားမှာစတော့ဘာမှမမိလဲဆိုတော့အဲ့ဒီတော့ဟိုကနေပြတော့ဟိုစားလို့တယ်မလားအချိန်တတ်မှတ်တယ်မလားမနေ့ဆိုလို့ရှိရင်အဲ့ဒီတော့ညမထွက်အမိနေရှိတယ်လေညမထွက်ရအမိနေရှိတယ်ဆိုတော့၄နိုင်မှထွက်လို့ရတယ်၄နိုင်ရနေ၁၇နိုင်တွင်လားမသိ၁၇နိုင်ရ၄နိုင်အထိညမထွက်ရအဲ့တော့အချိန်မပုတ်အောင်လို့ဆိုပြီးတော့ အစောကြီးထွက်ပြီးတော့အလုပ်လုပ်တာပေါ့နော်၄နေမှာစပြီးတော့လုပ်တယ်လုပ်ပြီးတော့၁၇နေမှာလုပ်သိမ်းနေဆိုတော့အေးမြင်းချင်းမှာတော့လေးနိုင်မှာကားရီအစင်းနေမရှိလို့ကျွကျငိုတာမှတ်မိသေးတယ်မှတ်မိရဲ့ရှင်မှတ်မိရဲ့ရှင်ကားရီအစင်းနေမရှိသူကဒီချိန်သွားရင်ဘယ်သူနဲ့မှလည်းမတွေ့ဘောနော်အာကျွကျကလည်းဟာကျမတို့ကအချိန်လူနေရတယ်ပြီးတော့မှအမကအင်မတန်နဲ့အချိန်ပြကြတဲ့လူဖြစ်တယ်ဗောဒီချိန်ကိုချိန်ထားဖြစ်အောင်လုပ်ရမယ်ဆို သူတို့ကလေဒီချိန်သွားရင်ဘယ်သူမှမရှိဘူးဆိုမလုံပေးဆိုကျွကျွကငိုးကုန်ကိုယူရတာပါလေအဲ့လေနိုင်ထွက်လာတော့ကားရင်မရှိတော့ကျကျမိုးတော့မှတ်မိသေးတယ်ဒါပေမဲ့နောက်ပိုင်းကျတော့တော်တော်သူတို့အချိန်ကိုလေးစားလာတတ်ပါတယ်ဟုတ်ကဲ့ရှင်လေးစားလာတတ်နေနိုင်ထွက်မှာပဲကိုလူရင်တဲ့နေရာကို9နိုင်6နိုင်တော့ရောက်တယ်လीအဲ့တော့မှပဲစောစောစီစီအလုစားတော့ဟိုအလုကလည်း ဆက်နိုင်မတိုင်မီသိမ်းရတာဦးညမှာဆိုတော့ဟုတ်ကဲ့အဲ့ဒါတော့မှတ်မိတာပတ်တယ်ကြီးကြီးဘက်ကရောဒီဒီခီးကြီးတွေသွားလာမှာဒီဟာတွေကိုကချင်ရောတကုံးရောပေါ့လို့ချမ်းနေရတယ်မှာဟုတ်ဟုတ်စာပေါ်နော်အမနဲ့စတွေ့ပြီးတော့မှခီးစဉ်တွေသွားခဲ့တဲ့အခါမှာမန္တလေးတိုင်းကိုသွားခဲ့တာအာကရားပြည်နယ်ကိုသွားခဲ့တာရှမ်းပြည်နယ်ကိုဟိုစာပြည်အောင်စုတွေအထက်မှဖြစ်နေ89ခုနှစ်မှာသွားခဲ့တာပြီးတော့ကချင်ပြည်နယ်ကိုသွားခဲ့တာပေါ့နော်ဒါတွေသွားခဲ့တာရှိပါတယ် အဲ့လိုသွားခဲ့တဲ့အထဲမှာတော့ဒီချိန်ဒီနေ့ကတော့အမပင်ဟာအဖြစ်ဆုံးပါပဲရှင်ဘာလို့လဲဆိုတော့89ခုမီရဲ့မတ်လ28ရက်နေ့တော်လိုင်းရင်းနေ့မှာ လာဖို့အတွက်ကိုအားလုံးစီစဉ်ထားပါတယ်တူတူနဲ့အဲပြန်ကြားရေးအဖွဲ့ဝင်တွေရဲ့ပြီးတော့၃ယောက်ချဲအမရဲ့လုံုံရေးအဖွဲ့တွေကအရင်ကြီးကြီးနားကိုရောက်နေနေပါတယ်အမကတော့ဘီရင်စီဒီလာရမှာပါလင်းရင်လက်မှတ်တွေကိုလည်းဝယ်ထားပါတယ်အစင်းနဲ့လုပ်ပါတယ်တူတူတို့နဲ့အဲ့ဒီကချင်တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့တွေအားလုံးဟာ အာမြတီနာလေးရင်ဝင်းမှာစောင့်နေတဲ့အခါမှာအမစီရမယ့်လေးရင်ကိုအဲ့ဒီအချိန်တုန်းကစစ်အစိုးရကပေးမထွက်ပါဘူး flight cancel လုပ်လိုက်ပါလေရှင်အဲ့ဒီအဲ့လိုအဖြစ်အပျက်လည်းကြုံခဲ့ပါတယ် flight cancel လုပ်လိုက်တဲ့အကြောင်းကျမတို့ကအဲ့ဒီညက်နေမှာထွက်တဲ့အဲယထာကြီးနဲ့တခါလဲအုပ်စုလိုက်အကုန်လုံးဒုံဆိုင်ပြီးတော့မှပြန်ဆင်းလာရတယ်ရှင်ပြန်ဆင်းလာတဲ့အခါမှာကျမကမိုးညင်းမှဆင်းခဲ့ပါတယ်ဆင်းပြီးတော့မှဒီခရီးစဉ်ကိုကျမတို့မဖြစ်ဖြစ်အောင်လုပ်မယ်ဗမာပြည်မှာလေးရမြန်ရှိတယ်ဆိုတော့ကျမတို့ energy အနေနဲ့မေ့လိုက်မယ် ကျမတို့ရရယထားနဲ့ကားနဲ့ဒီခီးစဉ်ကိုဖြစ်အောင်ဆောင်ရွက်မယ်ဆိုပြီးတော့မှ ပြောပြီးတော့မှရန်ကုန်ကိုပြန်လာပြီးတော့မှခီးစဉ်ကိုအစလေးပြန်ဆွဲရပါလေရှင်ဟုတ်တယ်အဲ့ဒီမန္တလေးတုန်းကမန္တလေးဘူရာမှာသွားပြီးတော့မြจีนာသွားဖို့တဲ့ဟိုလက်မှတ်ရဖို့တန်းစီရတာလက်မှတ်မိသေးတယ်ကိုယ်တိုင်သွားပြီးတော့ယူရမယ်ဆိုတော့ကိုယ်တိုင်သွားယူတာပေါ့ဆိုပြီးတော့အလုံးကိုဘာလို့တန်းစီပြီးတော့လက်မဝယ်ရတယ်လေဟုတ်ကဲ့ရှင်အဲ့ဒီတော့ကအမားတို့မလာမြင်မှာကျမက အာမန္တလေးရုံပိုင်ကြီးကုဆတ်မြင့်နဲ့တွားပြီးတော့မှတွေ့ခဲ့တယ်မှာတွေ့ခဲ့ပြီးတဲ့အခါမှာအာကျမကတော့အရင်တက်သွားမယ်အမတို့အုပ်စုကတော့လူပေါင်းဘယ်လောက်ရှိတယ်ယထာလက်မှတ်ကိုဟိုရမှဖြစ်မယ်ဒါပေမဲ့တို့ကလည်းအစီဟိုတို့ရဲ့စီတန်းအရာကလူကိုယ်တိုင်တန်းစီမှာရမယ်ဒါပေမဲ့အဲဒီပုံကိုယ်တွေကလည်းအဲအမအိုထောက်ခံပြီးချစ်ခင်တဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့လက်မှတ်ကိုအစင်းနဲ့ခြံထားမယ်30ဆို30ခြံထားမယ်ဒါပေမဲ့ပေးလိုက်လို့မရတဲ့အတွက်ကြောင့်မို့လို့ လူတော့တန်းစီပါဆိုပြီးတော့မှညိတိုင်းရရတဲ့အမအတဆီရလည်းပြောစရာကြီးပါအဲ့ဒီဟိုဘူတာတွေကပြည်သူတွေနဲ့လည်းတွေ့ခွင့်ရှာတာပေါ့နော်အဲ့အဲ့မြေထားနဲ့သွားတော့လေဒီဘူတာတွေဘူတာတွေမှာပြည်သူတွေကလာပြီးတော့ကြိုဆိုပြီးတော့အားပေးတာတွေကတော့တော်တော်အားရပါတယ်အဲ့မြေချင်းတော်တက်သွားတော့အဲ့ဒီခရီးမှာတော့တက်လန်းလို့မပြောစရာကြီးပါပဲအဲ့ဒါဟိုစာယထားနဲ့မြေချင်းတော်အဖေအမတို့အဖွဲအားလုံးယထားနဲ့မြေချင်းတော်အဖေလာခဲ့ကြတာပါ မီတီနာရောက်ပြီးတော့မှမီတီနာနဲ့ဝိုင်းမော်ခတ်ချိုအဲ့ဒီဒဝိုက်ကိုစီယုံကြီးဆင်းပြီးတဲ့အခါကျတော့ဟောကျမတို့ကကျန်တဲ့မျိုးတွေကိုကြားတဲ့အခါကျတော့ယထာနဲ့တဒန်းကားနဲ့တဒန်းအချီပြင်းနေတဲ့မှာဆက်လီကြီးနဲ့တမီအမျိုးမျိုးဖုန်ဖုန်ွားခဲ့တာအမတ်တရပါပဲရှင်။ကချင်ခီးရလည်းနည်းနည်းလေးရှိတယ်နော်အဲဒီကဟုတ်ကဲ့ရှင်။အဲ့တော့အချင်းကြီးကဒုတိယအခောက်လေးစီစဉ်ရတာဆိုတော့အသေးချာပုံမှာစီစဉ်ထားတာအဲ့ဒီစီစဉ်မှာပဲအမနဲ့ဒီကချင်တိုင်းရင်းသားခေါင်းဆောင်လေးဖြစ်တဲ့ အဲဘုံမူကြီးကုကုဖြစ်တူတို့ကုခွန်စာလူနဲ့တွေ့ဆုံပြီးတော့မှအင်မတန်ကိုမပဲသူတို့ကလည်းတတိရှိပြီးတော့ကျမတို့ကိုလည်းအဲကျမတို့ဆိုတာအမတို့ကိုလည်းဒီဘုံမှာထောက်ခံပြီးလက်လိုက်ရဲ့လဲအားပေးခဲ့တာနဲ့ကြုံဆုံခဲ့ရပါတယ်အမအဲဒီလိုကကျမအဲဒီဖီစင်ကိုစူးစမ်းဆောင်ရွက်ခဲ့ရတာအင်မတန်မှဝမ်းသာကြည်နိုင်ရပါတယ်အမဥပ္ပဒုရမီသားစုကလည်းအင်မတန်မှပေါ်ရပါတယ်ဟိုမွားတို့တပြုံလုံးနေဥပ္ပဒုရအိမ်မှာပဲနေတာပဲနေတာမှဟို ကလေးတွေစားလိုက်တာသူတို့သူတို့ဗာလဲဟိုပပပပန်းတီလဲအဲ့ဒါအော်စာအပ်ပါလို့ခေါ်ရတယ်။စာအပ်စာဘာစာအပ်လို့ခေါ်ရတယ်။ပန်းတိပင်တပင်လုံးကိုကုန်အောင်စားရရော။ဘာရကလေးရတယ်။တတော်ကိုတတော်ကိုပြည့်စုတယ်။ဥပ္ပဒုဆိုလို့ရှိလို့ရှိရင်တကယ်ကိုသူမိသားစုအားလုံးပေါ့နော်။ဟိုလူလေးတွေရှိပဲ။ကလေးတွေကလည်းတိတ်ပြော်တာပဲ။သူတို့အိမ်မှာနေရတာ။ အဲ့တော့မြေကျင်းသားခီးစဉ်ကကချင်ပြည်နယ်ခီးစဉ်ကပေါ့နော်မမရရတော်တော်လေးအအောင်မြင်မြင်ရှိပါတယ်ခက်ခဲတွေတော့ရှိတာပေါ့ခက်ခဲတွေကြားရနေပြီးတော့ဟိုရအောင်လို့လည်းလုပ်ခဲ့နိုင်တာလေဒါကျူကျူနှစ်ယောက်ကလိုရတည်းလည်းအများကြီးပါပါတယ်အမအဲ့ဒီကချင်ပြည်နယ်ခရီးစဉ်မှာကျမတို့ကကချင်ပြည်နယ်ထဲမှာကပဲကချင်ပြည်နယ်မှာကရထားလမ်းပေါ့နော်ကျမတို့ဘက်မှာတော့တန်လမ်းရိုးလို့ခေါ်တဲ့ရထားလမ်းနဲ့ဒီရွှေကူပမောမန်စီမိုးမောက်စားတဲ့ AR ရင်းကြီးကြောင်းလိုင်းနဲ့အဲဆိုလမ်းနဲ့နှက်သွဲသွားရတဲ့အခါမှာအဲ့ဒီကြားထဲမှာကျွန်တော်တို့စခိုင်းတိုင်းနဲ့တက်ဆိုင်နဲ့မြို့နယ်တွေကိုလည်းဖြတ်ရသေးတယ်မှာအဲ့ဒီအခါမှာစခိုင်းတိုင်းမှာဆိုရင်ကျွန်တော်တို့ကအေးတော့ကတာပြီးရခါကျတော့ကျွန်တော်တို့ဗမောက်ဆိုတဲ့မြို့ယူလေမြို့လေးကိုပါမြို့ကြီးမဟုတ်အဲ့ဒါဟိုတလောအမှာတူတူလဲဟိုဓပုံနေဖွက်ထားတဲ့အိမ်ကသာပြန်ပေးလို့ပြန်ရလို့အားရယ်အဲဗမောက်ကိုသွားကြတဲ့အခါမှာကျွန်တော်တို့ကအဲ့ဒီလမ်းကခြေကားနဲ့လဲသွားလို့မရဘူး ဘလို့ကားငယ်လေးတွေနဲ့မှသွားလို့မရတဲ့အခါကျတော့ GMC ကားကြီးမှလေအမကကောင်းကောင်းကတင်းပြီးကျမတို့ဂျန်နေလို့အကုန်လုံးကားအနောက် GMC ကားကြီးရဲ့ body ပေါ်မှာအကုန်လုံးဝိုင်းလိုက်ပြီးတော့မှဘမောင်ရုပ်ကိုသွားတာအမတရားပါပဲအမခီးလန်းလေပတ်တမ်းကြမ်းနေပါလေဟုတ်အဲ့ဒါတော့အမျိုးမျိုးပဲပုံစံမျိုးမျိုးနဲ့ခီးသွားကြတာပျော်စရာကောင်းတယ်။နော်လူလူတွေကလည်းတက်တက်ကြွကြွသိရှိတာပဲအခက်ခဲတွေကပေါ့နော်။နောက်အန်တီတို့အုပ်စုတွေကလည်း ဟိုပျော်ပျော်ရွှင်ရွှင်နဲ့ကိုဒီခက်ခဲတွေကိုရင်ဆိုင်တာပဲဟုတ်ကဲ့ကေကချင်းအချင်းခီးကပထမဦးဆုံး ဟိုပြည်နယ်တစ်ခုမှာဒီလောက်နှစ်နှစ်ဆက်ဆက်သွားခဲ့တာပေါ့နော်ခဏရခဏရမဟုတ်တော်တော်ကိုနှစ်နှစ်ဆက်ဆက်သွားခဲ့တာပြန်ပြီးစဉ်းစားလိုက်လို့ရှိရင်ဟောဒီတိုင်းပြည်လို့မှမရောက်တဲ့နေရာဆိုတော့မရှိတဲ့တော့ပဲဒါပေမဲ့တချို့နေရာတွေကတော့မမှတ်မိတော့ဘူးဘာဖြစ်လို့လဲဆိုတော့တခါတနေ့တနေ့တည်းမှာနေရာကြီးအများကြီးကိုသွားရတယ်တခုပြီးတစ်ခုပြီးတစ်ခုတစ်ခုပြီးခေါင်းထဲမှာကိုရောသွားတာပဲဟုတ်ကဲ့အမခုနကတော့ပြောတယ်လေးနာရီမှဓာတ်တွေမထွက်လို့ဆိုပြီးတူတူငိုရတဲ့ခီးရလေးသူတို့ငိုညင်းမှာညာ8:00မှာ အဲ့အဲ့ဒီကနေပြီးတော့မှ inner g ကိုသွားမယ်ခင်းရှင် inner inner g ကိုသွားမယ်ခင်းမှာလေသူတို့ကတောင်းဝူကြော်ရမယ်နေနေရလဲပိတ်သေးတယ်ပြီးရခါကျတော့လုံယုံကြီးရလဲစိတ်ကူရတယ်ဆိုပြီးသူတို့ကလုံးဝမထွက်တာယူရလဲထွက်ရမယ်သူတို့ကလည်းလုံးဝမထူသူတို့ကလည်းလုံယုံကြီးရဆိုပြီးလုံးဝမထွက်ရဘူးမာရဲ့အခုတော့အဲ့ဒီလမ်းကကတ္တရာလမ်းဟို inner g ပြားတိကတ္တရာလမ်းဖြစ်သွားပါပြီအရင်တော့ကတော့အမသွားခဲ့တော့ကတော့ခုံတုတက်နေတဲ့လမ်းပါရှင်အဲ့ဒီတော့ကတော့ ဒါပေမဲ့အဲ့ဒီတုန်းကဆိုဒီအင်ဒိုအီးသွားတဲ့လမ်းမှာတကယ်ကိုဟို NLD လူငယ်တွေကချီးမွမ်းစရာကောင်းတယ်ကြည်ယူမှတ်မိလားမသိဘူးအဲ့တော့ဘက်မှာအဲ့တုန်းကလုံခြုံရေးမကောင်းဘူးဆိုပြီးတော့အုတ်ချိုရေးပိုင်းဆိုင်ရာလည်းမရှိဘူးအဲ့ဒီဘက်မှာလူတွေမရှိဘူးပေါ့နော်အဲ့တော့ NLD လူငယ်တွေလေတခါတလန်းလုံးတလန်းလုံးသူတို့လုံခြုံရေးယူတာသူတို့ဘလော့ဒက်မနတီကဘလော့အကွာလည်းမသိဘူးတခါလေးကိုစနစ်တကျလုတ်သွားတာတလန်းလုံးမင်းအင်တာအွန်တော်ရောက်တဲ့အချိန်အဲ့လာတော့ဟိုတော်တော်ကို အဲတရုတ်ကိုချီးမွမ်းစရာကောင်းတယ်တနေ့ကသူတို့ဆောက်ရတယ် PTV နဲ့ခီးစဉ်ကတော့အောင်အောင်မြင်မြင်လေးဖြစ်ပါတော့ဟိုစာအမလည်းအရန်ပဲပြန်ပန်းခဲ့ပါလေလမ်းမှာရှိတဲ့ရွာတွေကလည်းအတင်းပေါ်မှာအမအောင်ကောင်းဝါနေဆွဲချကြတယ်ဒီကိုလည်းဝင်မအောင်ချီးကိုလည်းဝင်မအောင်ဒါပေမဲ့အဲ့လိုတော့ရပြောစရာကောင်းတယ်ရွာတွေကိုဝင်လို့ရတယ်ရွာတွေဝင်လို့ရတယ်ဆိုတော့ပြည်သူတွေနဲ့တူတူပေါ့နော်စကားပြောလို့ရတယ်တူတူစားလို့ရတယ်တောက်လို့ရတယ်ဆိုတော့ အဲ့ဒါလေတကယ်တော့ဟိုငါတို့တွေ့လေအများကြီးတင်ယူနိုင်တာပေါ့နော်ပြည်သူတွေရဲ့ဘဝဘယ်လိုရှိလဲသူတို့တွေလိုအပ်ချက်တွေကဘယ်လိုရှိလဲသူတို့ဘာတွေဘာတွေတွေ့မျှော်လင့်လဲဘာတွေဘာဘယ်လိုစိုးရိမ်ပူပေါင်းမှုတွေရှိလဲဆိုတော့အဲ့ဒါတွေကတော့တလားလုံးမှာပဲဟိုတင်ယူသွားရတာပေါ့နေရာတိုင်းမှာပါပဲဒါပေမဲ့အဲ့ဒီကချင်းပြည်နယ်တို့တည်တည်ဆဲဆဲမှတ်မိတာကတော့အဲ့ပထမဦးဆုံးဟိုတော်တော်နှစ်နှစ်ဆက်ဆက်သွားခဲ့တဲ့ပြည်နယ်ဟုတ်လို့ပါ တခြားပြင်နေကြရတို့ဘာလို့ကြာဒီလောက်မကြဘူးလေ။အော်ဟိုဥဥဥခိုက်တဲ့ကိစ္စမမေ့သေးလားဂျူဂျူ။ပြန်မလေးရှင်းပါဦး။အဲ့အဲ့ဘာလေကရမှာဟိုစုစုကျင်တဲ့အခါကျတော့ဟိုကျူကျူအကြောင်းပြချက်ပေးရတယ်လေအော်ဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဒါလာပြီးတော့မှဥခိုက်တာပါဆိုပြီးတော့မှဟုတ်ကဲ့လူစုရဲ့အခါမှာအဲ့ဇေဇေဒီကိုဥခိုက်ဖို့ပါဆိုပြီးတော့အဲ့မှာလူစုရလေ အဲ့ဒီကွင်းကလည်းအဲ့ဒီနေရာပဲကျဲတာတောင်ခွဲစီဒီရဲ့ခြေရင်းမှာရှိတဲ့ကွင်းကိုသူတို့ကလည်းသုံးခွင့်မပေးဘူးမပေးတဲ့အခါကျတော့ကျမတို့ကဖះကိုလာပြီးဥခိုင်မှာဖြစ်ပါတယ်ဆိုပြီးတော့မှအဲ့ဒီနေရာကိုလူစုထားပြီးတော့မှအဲ့ဒီမှာပဲစကားပြောရတာပါပဲအမရဲ့အခုလက်ခိုက်ပါတယ်လေပြောတဲ့အတိုင်းခိုက်ရုံတော့မကပါဘူးတောင်ပေါ်တက်ပြီးတော့မှပဲဖះကတော့ခဲ့ပါတယ်တောင်ခွဲစီဒီမှာဟုတ်ကဲ့ ။တရားကလည်းသွားအမလာတဲ့အခါမှာအဲ့ဒီအဲ့ဒီအနေထားနဲ့ပေါ့အဲ့ဒီတော့စိုးရင်ရကြောက်ရတဲ့အနေထားမတန်အောင်ပဲလက်လိုက်လေးလေးကျူဆိုခဲ့ပါလေ။သူတို့ရဲ့တရားပင်နဲ့မဝင်ကျင်ကလေးကအာမိုးပြေတို့ခေခုံတို့ကနေစပြီးတော့မှဒီတရားတို့ပထောင်တို့စတဲ့တိုင်းရင်းသားတွေကလေပလူကိုကောအရှင်ကြီးလေးကိုမှုပြောမှအဲတူဆိုရတာအဲ့ဒီအချိန်တော့ကျမကားပေါ်မှာဦးအောင်တွင်ကပါလာတယ်ရှင့်ပါလာတော့တွေ့လေနင်ကဒီမှာ ာဒီလောက်လူစီအောင်ဘယ်လိုလုပ်ထားရလဲခေါင်းငေါက်ဖြစ်နေအေးကဲအမပထမအဦးဆုံးခေါင်းရေးသဖူးတာမမေ့လားဟုတ်ကဲ့မမေ့ရောခေါင်းရေးအိုးအမျိုးသမီးတယောက်ကနေပြီးတော့ခေါင်းရေးနဲ့လာပြီးကြိုတော့ဟိုကလည်းမတော့တတ်ဘူးမလားဒါပေမဲ့လည်းသူသူကိုယ်တိုင်လာကြိုတယ်ဆိုတော့လည်းနည်းနည်းတောက်ကြည့်တော့ပေါ့နော် မဆိုးပါဘူးခါခါကလေခေရခေါင်ကြီးရချိုလဲဆိုတဲ့ခါလို့ခါပြီးတော့တော်တော်လေးမူးတယ်မကရခေါင်ကြီးကလေဒီရလေအဲ့တော့ဟိုထီုံလေးထီတယ်ဆိုတော့မမူးတော့မမူးပါဘူးခေရမှာလေအဲ့ဒီတော့ခေရမှာလွိုက်ကောရဖလူဆိုးရဒီမောဆိုးရသုံးမျိုးကိုသွားခင်နိုင်ပါလေအဲ့ဒီတော့ကာလန်ကောင်းတာလေအဲ့ဒီသုံးမျိုးပဲရှိပါသေးရဲ့ရှင်ဟုတ်ဟုတ်တယ်အဲ့ဒါကြောင့်မလို့အခုစရင်ဒီမော့ဆူရူဖူဆူရူကောင်းမှတ်မိတယ်ပထမအဦးဆုံး ဟီးမှာသွားခဲ့။နှိုးငငယ်တုန်းကတော့ရောက်ဖူးတယ်လော်လော်ပီတာကိုသွားတဲ့ခါတုန်းကတော့ကေယာဘက်ကိုရောက်ဖူးတယ်ပေါ့နော်။ဒါကတော့ကြာပါပြီ။ဒါပေမဲ့အဲ့နိုင်ငံရေးခီးစဉ်တွေစတဲ့ခါမှာတော့ကေယာဘက်မှာတော့အဲ့ဒီမော့ဆွန်နဲ့ဖရူဆွန်နဲ့ရောက်ကောပဲဒီသုံးညပဲဟိုသွားလို့ရခဲ့တယ်။အဲ့မှာလည်းရွာတွေမှာသွားတဲ့ခါကျတော့ရွာလူတွေကတော်တော်ဖော်ဖော်ရည်ရည်နဲ့ကြိုဆိုပါလေအဲ့လိုပေါ့ခေါင်းရည်နဲ့အမျိုးသမီးရကပြီးတော့ခေါင်းရည်ခေါင်းရည် ဘူးကြီးပေါ့နော်ဘယ်လိုခေါ်မလဲခေါင်းကြီးဘလင်းကပူးတာဘယ်လိုခေါ်မလဲသိဘူးဘူးကြီးလေးကြီးလိုပဲခေါ်မှာပေါ့နော်အဲလာပြီးတော့ကျူတာဓာတ်ပုံတောင်ရှိသေးတယ်ဟုတ်ကဲ့ဟုတ်ကဲ့အမဒီဒီမှာလည်းရှိနေပါသေးတယ်အဲ့ဒီပုံလေးကိုမိတ်ဆွေတယောက်အသိမ်းထားပေးလို့ရှင်ဟုတ်ကဲ့ အဲ့တော့နောက်ပိုင်းမှာဂျူဂျူဟိုအဖွဲ့ချုပ်နဲ့နည်းနည်းအဆက်ပြတ်သွားတဲ့အချိန်တွေလည်းရှိခဲ့သေးတယ်နော်ရှိပါတယ်ဂျူဂျူအဖွဲ့ချုပ်နဲ့အဆက်ပြတ်သွားတဲ့အချိန်တွေရှိပါတယ်ဂျူဂျူက16ခုနှစ်ကနေပြီးတော့မှ64ခုနှစ်ထိသူကထောင်ကျခဲ့ပါတယ်ဒီကျောင်းကဘယ်ဘယ်ထောင်မှာလဲဂျူဂျူကစစတင်ဖမ်းလာတော့မြကျင်းထောင်မှာရှိမြကျင်းထောင်မှာနေပြီးဂျူဂျူကိုရန်ကုန်ထောင်ပိုင်းကြီးကိုပို့လိုက်တယ်အဲ့ဒီကနေပြီးဂျူဂျူကအင်းစိန်ထောင်ရောက်သွားတယ်အင်းစိန်ထောင်ကနေပြီးတော့မှမြကျင်းထောင်ကိုပြန်ပို့ပြီးတော့မှမြကျင်းထောင်မှာပဲဂျူဂျူကိုစီရင်ချက်ချပါတယ် စီရင်ချက်ချပြီးတဲ့အခါကျတော့မှမန္တလေးထောင်ကိုပြောင်းလိုက်ပါတယ်အဲ့တော့ကျူကျူကအင်းစိန်ထောင်မြစ်ချင်းသာထောင်မန္တလေးထောင်ပုံ၃ထောင်ပြန်လာမှဝါဝါရထဲမှာဆိုလို့ရှိရင်အင်းစိန်ထောင်ကိုလွတ်တယ်လို့ကမရှိသလောက်ပဲနော်ဟုတ်ကဲ့အနည်းနဲ့အများတော့ရောက်ဖူးကြတာကြီးပဲအင်းစိန်ထောင်ကိုဒီခဏတခါလေးလေးခဏပဲပေါ့နော်တခါလေးလေးနည်းနည်းကြာကြာပေါ့အဲ့တော့ အပြီးတော့အမ65ခုနဲ့မှလွတ်လာတယ်65ခုနဲ့လည်းအတူတူ64မှာလွတ်ပြီးသားဆိုတဲ့အတွက်65ခုနဲ့အမလွတ်လာပြီးဒီနောက်တစ်ရက်ကဝါဆိုလာပြင်းနေပါဝါဆိုလာပြီးတော့တကယ်နေရစာပြီးတူတူနောက်ထပ်အမှုတစ်ခုလာပြီးဖွင့်တော့တာပဲမာရဲ့အဲ့ဒီအမှုကိုတူတူရင်ဆိုင်ရတယ်အဲ့ဒီအချိန်မှာတူတူအမကန်ရတဲ့အတွက်ကြောင့်မို့လို့အမကိုလည်းလာတွေ့ပါမယ်အမလည်းတူတူကိုအားပေးတယ်တူတူမတ်ပြီးရဲ့တူတူရဲ့အမိတ်ချခိုင်းကြလို့ရှိရင်ပြောတော့တဲ့အမအမအမဘာလို့ပြီးမလို့လဲဆိုတော့ ်ရေးစိတ်ထောင်းလေးပြန်သွားရင်းနဲ့ဟိုအထဲထဲမှာရှိတဲ့ရဲဘော်တွေကိုအမှားစကားပါမလို့မမလုပ်ပေးမယ်ချင်လို့လေချစ်ချူအမအဲ့ဒါဒီအမလည်းဘာလို့ပြင်မလို့လဲဆိုပြီးအမစကားပါမလို့ရေဟုတ်ကဲ့ပြောရမယ်ဆိုတိုင်းပဲချစ်ချူကဟိုကန်တောင်းစွာပြောရမှာလားကန်ဆိုးစွာပြောရမှာလားမသိဘူးအဲ့ဒီအဲ့ဒီပုံမှာချစ်ချူနဲ့ဘလို့မှမသက်ဆိုင်တဲ့ပုံမှာဖြစ်ပြီးတော့ချစ်ချူကတော့တမင်းကိုမှလုတ်ချင်တဲ့အတွေ့အကြုံမို့လို့စွစုပေါင်း ြည်ကံတရက်နဲ့ထောင်ချလိုက်တဲ့အတွက်ကြောင့်ဘလို့ထောင်ထဲကိုပြန်မဝင်လိုက်ရပါဘူး။မာဒါပေမဲ့အမှုကတော့နှစ်နှစ်နှစ်ကြာရင်ဆိုင်လိုက်ရပါလေ။တရက်ဆိုတော့တက်တာပါလေ။အဲ့တော့အခုဆိုလို့ရှိရင်ယူယူဟိုစာဟိုကချင်ဘက်ကိုပြန်ပြီးတော့စီအိုရေးအလုပ်လုပ်အောင်မှာပေါ့။ဟုတ်ကဲ့ဟုတ်ကဲ့ဒီကောက်ပွဲလုံးနေပါပြီလုံးနေလုံးနေပါပြီရှင်ဒီတစ်ခေါက်ရေးတော့ဝေးရတယ်အဲ ဟိုတန်ဟိုအစွမ်းကိုစူးစမ်းပြီးတော့မှကချင်ပြည်နယ်မှာရှိတဲ့ CEO ကြီးဟိုအခွဲကြီးအောင်လိုင်းကြီးအခွဲကြီးနဲ့ပူးပေါင်းပြီးတော့မှအောင်လိုင်းအောင်အစွမ်းကိုစူးစမ်းဆောင်ရွက်မှာပါအဲရွေးကောက်ပွဲဆိုတာဘယ်ရွေးကောက်ပွဲမဆိုအဆန်းကုန်ကျူးစမ်းရမှာပဲ။ဘာလို့လို့လို့ပေါ့နော်။ဟိုသူတို့ပြောသူတို့ပေါ့ကေဒီယာဆာချင်းဒီမင်းဆိုတာတားကောင်ကြီးပဲဖြစ်သေးတားငယ်တားကောင်ငယ်ပဲဖြစ်စေပေါ့နော်။လုံးဝလူတွေကအပြစ်စိုက်ထုတ်ပြီးတော့လုံးဝမယ်ဆိုဒီတိုင်းပဲလုံးဝမှာပဲ။တနေနေရာတိုင်းနေရာတိုင်းဟာအရေးကြီးတယ်။ ဟိုမတို့ဖွဲ့ချုပ်အတွက်အရေးကြီးတယ်နိုင်ငံအတွက်အရေးကြီးတယ်မတို့ရဲ့ယုံကြည်တဲ့အာယုံတိုင်းကအတွက်ယုံကြည်တဲ့မျှော်လင့်ချက်တွေပေါ့နော်အကောင့်တွေပေါ်နိုင်မှုအတွက်အရေးကြီးတယ်အဲ့ဒါကြောင့်မလို့ဒါကျူကျူတို့ကောင်းကောင်းမွန်မွန်နဲ့တာဝန်ကြီးမယ်လို့ယုံကြည်ပါတယ်ဟိုးအရင်ကနေပေါင်း30ကျော်ကလေးကတာဝန်ကြီးခဲ့တာပဲအခုလည်းတာဝန်မကြီးစရာအကြောင်းမရှိပါဘူးဟုတ်ပါဘူး ကချင်ဘက်သွားလို့ရှိလို့ရှိရင်လည်းကချင်ကပြည်သူပြည်သားတွေကိုနှုတ်ဆက်လိုက်တယ်လို့ပြောပါပထမအဦးဆုံးခီးစဉ်ကိုလည်းမှတ်မိနေပါတယ်။နောင်ရောက်တဲ့ခီးစဉ်တွေလည်းမှတ်မိပါတယ်။ဒါပေမဲ့နောင်ရောက်တဲ့ခီးစဉ်တွေနဲ့အဲ့ပထမအဦးဆုံးသွားခဲ့တဲ့ခီးစဉ်ကတော့မတူဘူး။ဒါပေမဲ့အဲ့ဒီအဲ့ဒီတော့86ကိုတုန်းကသွားခဲ့တာကတော့အချင်းပြည်နယ်ကိုပထမဆုံးရောက်ဖူးတာတော့မဟုတ်ဘူး။ငငယ်တုန်းကတော့မမေနဲ့ရောက်ဖူးပါတယ်။ဟုတ်ပါရဲ့။အဲ့အဲ့ဒီတိုင်ဒုတိယအချိန်ရောက်ဖူးတာပေါ့။ Okay ။86ကိုတုန်းကနောက်နောက်ပိုင်းမှာတော့ ။ကချင်ပြည်နယ်မှာတော့ဟောအမရဲ့ကချင်ဝစ်စုံရဲ့ပုံတွေရတယ်။ပုံဒီမီဆူးဝစ်စုံ၊ရောဝါဝစ်စုံနဲ့ပုံဒီပေါ်ပြီးတဲ့ခါကျတော့ရှောင်းဝစ်စုံရဲ့ပုံမှမကြပေါ်ကချင်ပြည်နယ်မှာအဓိကမိကျင်းနေထိုင်တဲ့တိုင်းရင်းသားတွေဒီအာလုံးမိသားရဲ့ဝစ်စုံနဲ့အမရဲ့ပုံတွေရတော့အခုချိန်မှာအာပြန်နှံ့ပြီးတော့မှအာမြူတာဒီမိုကရေစီအဖွဲ့ချုပ်နဲ့အမေစုကိုထောက်ခံကြအောင်ဆိုပြီးပြသနေကြပါပြီရှင်အဲ့ဒါဟို ကြီးကြီးလို့ဆက်ပြီးလောက်ရမယ်ကိစ္စရှေ့ရှေ့ရနေဆိုလို့ရှင်အောင်နိုင်ရေးတွေစတော့မယ်စတဲ့အခါမှာအဲ့ဒီအချိန်မှာကြီးကြီးတို့လည်းဒီချင်းပြင်းနေရောက်နေမယ်အလုပ်လုပ်နေမယ်လို့ညွှန်နေပါတယ်ဟုတ်ကဲ့တရားတဲ့တောင်းပြီးကြီးကြီးကထားဆောင်ပါမယ်နော်ပြေပြေရှင်ရှင်နဲ့ထားဆောင်ပါဟုတ်ကဲ့ပါရှင်ရှင်ရှင်နဲ့ထားဆောင်ပါမယ်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါကျေးဇူးတင်ပါ